အားလုံးပဲမင်္ဂလာပါအွန်လိုင်းအဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေဦးစင်းကဥခေမာတီတီပါသင်တန်းမစတင်ပြီတရားဤမူလအပိုင်းရှင်အစစ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါဤအရှင်ဘုရားအဘိဓမ္မာခုနှစ်ကျမ်းကိုအနှစ်ချုပ်ထားတဲ့တင်းကျိုကိုပါဒါပဲအဘိဓမ္မာသင်တန်းအနေနဲ့သင်လာတာအခုဆိုရင်ပြစိတ်ပိုင်းစေတသိက်ပိုင်းပကိန်းပိုင်းပြီးခဲ့ပါပြီ ဒီစိတ်ပိုင်းစိတ်သိက်ပိုင်းပကိန်းပိုင်းကိုစာမွေးမှာပထမအဆင့်ဆိုပြီးတော့မှမေးပါတယ်။ဒါဆိုပထမအဆင့်ပြီးခဲ့ပြီ။ဒါဆိုအခုသွားမှာတော့လေးခုမြောက်ဝီတီပိုင်းဆိုပြီးတော့ရောက်လာပါပြီ။ဝီတီပိုင်းကိုပြောအထက်ရောက်လာပါပြီ။ဝီတီဝီတီဆိုတဲ့စကားလုံးကအဘာတွေပဲရှိတယ်လဲဆိုရင်ပါဠိစကားလုံးဝီတီကလက်ခကြီးဆိုတဲ့အတိတ်ပဲဟောပါတယ်။အစင်အတန်းဆိုတဲ့အတိတ်ပဲလည်းထွက်ပါတယ်။ဝီတီ အဒီမှာပြမှာစိတ်တရဲ့အစဉ်တန်းကိုပြမယ်အဲ့ဒါဝီထီပါစိတ်တရဲ့အစဉ်တန်းကိုပြလမ်းခရီးလူတွေကခီးသွားတဲ့ခါမှာအစဉ်တိုင်းပဲသွားရတယ်ဒီရွာပြီးမှဒီရွာဟိုရွာပြီးမှဟိုရွာတစ်ဆင့်တရွာပြီးတရွာတရွာပြီးတရွာသွားအစဉ်တိုင်းသွားရတယ်လို့မျိုးပဲစိတ်တွေဖြစ်တဲ့ခါမှာလည်းနေရာမှာအတိုင်းစိတ်တွေအစဉ်တိုင်းပဲဖြစ်တယ်ခုံကျော်ပြီးဖြစ်တာမျိုးမဟုတ်ဘူးနေရာမှာအတိုင်းအစဉ်တိုင်းဖြစ်တယ်ဥပမာမျက်စိနဲ့အစဉ်နဲ့တိုက်တယ်ဖက်ကနေပြီးတော့အဲ့အစဉ်လေးကိုဆင်ကျင်လိုက်မယ်ပြီးရင်မြင်မယ်ပြီးရင်လက်ခံမယ်အဲ့လိုအစဉ်အစဉ်လေးတွေရှိတယ်အဲရောတော့တိုက်တဲ့ခါမှာ စိတ်တွေဖြစ်ပေါ်လာတဲ့အစဉ်အတန်းအဲ့ဒီစိတ်အစဉ်အတန်းလေးကိုဝီထီလို့ခေါ်ပါတယ်စိတ်အစဉ်အတန်းနော်အဲဒီမှာရန်ကုန်ကနေမန္တလေးသွားမယ်တမျိုးပြီးတမျိုးတမျိုးပြီးတမျိုးအလိုဖြတ်တန်းသွားတယ်အဲ့ဒါကိုဝီထီအဲ့ဒါလန်ခီဝီထီဒီမှာလဲစိတ်အစဉ်အတန်းဝီထီဘယ်လိုဆိုလိုပါလဲအဲ့တော့စိတ်အစဉ်အတန်းဝီထီဖြစ်တဲ့အခါမှာဒါဆိုအာယုံလေးတွေတိ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 တယ်အာယုံလေးလာတိုက်တဲ့အခါမှာအတန်လာတိုက်ရင်ကြားသွားမယ်အစဉ်လာတိုက်ရင်မြင်သွားမယ်ခလုတ်တိုက်ရင်နှားတယ်အဲ့လိုတိစိတ်အစဉ်အတန်းဒါဆိုဝီထီဆိုတာဘာလို့ပြောရလဲတိစိတ်အတိက အယုံခံစားပြီးတော့မှသိတဲ့သိစိတ်အစဉ်တန်းပဲဝီထီဆိုတာဒါသိစိတ်အစဉ်တန်းဒါဆိုသိစိတ်လို့ပြောတဲ့အခါကျတော့မသိစိတ်ဆိုတာရောရှိလို့လားအမေကထုတ်ဆရာရှိတယ်အဲ့တော့မေကပြန်ပေးပါမယ်အိပ်ပျော်နေတဲ့ချိန်မှညီပါသိလဲနင်ပါသိလဲအိပ်ပျော်နေတဲ့ချိန်မှမသိဘူးအဲ့ဒါဘဝင်စိတ်ပါဒါဆိုဝီထီကနေလွတ်နေတဲ့စိတ်ဝီထီမှုတ်စိတ်လို့ခေါ်ပါတယ်ဝီထီကနေလွတ်နေတာမသိစိတ်ဒါဆိုစိတ်အမျိုးသားတွေကသိစိတ်ဆိုတာလည်းရှိတယ်မသိစိတ်ဆိုတာလည်းရှိတယ်။အဲဒါသိစိတ်တွေဖြစ်ပေါ်ပုံကိုအစဉ်တန်းနဲ့ဖြစ်ပေါ်ပုံကိုပြပေးမယ်။အဲဒါဝီထီပဲ။ အယုံဒါရမတိုက်ဘူးပုံမှန်အချိန်မှဆိုရင်ဘဝကိုစောက်ရှောက်နေတဲ့မူလဘဝင်စိတ်ဆိုတာရှိတယ်အခုလိုသွားရင်လာရင်လည်းမူလဘဝင်လေးတွေရှိနေတယ်အဲ့လိုမူလဘဝင်တွေကတော့ဒါသူ့ရဲ့ထုံးစံအတိုင်းယူနေကြအယုံလေးကိုယူမယ်ဒါကကိုကတော့မသိနိုင်ဘူးပေါ့သူတို့ဘာအယုံပြုနေမှာအဲ့ဒီမူလဘဝင်မှာအယုံလေးတွေလာလာတိုက်မယ်အယုံဒါရလာတိုက်မယ်အတန်လာတိုက်တယ်ကြားရတယ်အစင်းလာတိုက်ရင်မြင်မယ်အဲ့ဒါဆိုရင်အဲ့မှာစိတ်အစဉ်တက်သူပေါ်လာမယ် အဲ့ဒီမှာသုံးနာတော့ကဖြစ်သွားတဲ့ဘဝင်ကြားလေးတွေမှာဘဝင်လေးတွေကလွန်သွားတဲ့ဘဝင်ဖက်ကနေတစ်ချက်လွန်သွားမယ်ဘဝင်လေးကလှုပ်သွားမယ်ပြောက်တဲ့ဘဝင်လေးကပြတ်သွားမယ်အဲ့ဒါလေးတွေကလည်းဒီဝီတီနဲ့ရောပြီးတော့ပါမှာဖြစ်တဲ့အတွက်သူ့လည်းတွဲဆက်ပြီးတော့မှဝီတီထဲမှာရောပြီးတော့ပြပါမယ်နော်ဒါဆိုရင်ဝီတီထဲမှာဘာတွေပါမလဲအာယုံတော်တိုက်ခိုင်တိုက်ဆိုင်ပြီးမှပေါ်လာမဲ့ဝီတီစိတ်အစင်တန်းတီးတန်းတီးစိတ်အစင်တန်းပါမယ်ရှေ့ကဘဝင်စိတ်လည်းအနှဲငယ်ရောပြီးတော့ပါမယ်အဲ့စိတ်မျိုးစားတွေပါဝင်ပါတယ် ဟုတ်ပြီ။ကျန်းစရာက မာတိကထားရပါတယ်။တင်းကျုံကျန်းကိုရေးသားခဲ့တဲ့အရှင်အနုရုဒ္ဓကဝီရိပိုင်းကိုဆဆက်ကမာတိက မာတိကထားလိုက်တယ်။ခေါင်းစဉ်ထားလိုက်တာပေါ့။ဆသရာက6ခု6ခုဆကသရာက6ခုရှိနေတဲ့အတွဲလေးတွေ6ခုအပေါင်းလေးတွေ6ခုအုပ်စုလေးတွေအဲ့တော့6ခုအတွဲအတွဲ6ခု6ခု6ခုအတွဲ ရှိနေတဲ့ဟာမျိုး6မျိုးနဲ့သူပြပေးမယ်အဲ့ဒါ။ဘာလဲစာဝတ္ထုနီစာဒွါရဏီနော်ဘာမလို့တွဲပတ်ရှင်းပြတဲ့ပုံစံနဲ့ပြပေးပါမယ်။ဒွါရဆက်ကဒွါရ6ပါတတွဲနော်6ခုရှိတဲ့ဟာလေးတွေပေါ့နော်ဆက်ကဆိုတာ6ခုအတွဲလေးတွေ6ခုရှိတဲ့ဟာ6ခုရှိရှိရှိနေတဲ့ဟာလေး6မျိုးနဲ့ပြပေးမယ်။အာယုံဆက်ကအာရမနာဆက်ကအာယုံ6ပါ ဝတ္ထုဆက်ကဝတ္ထုယုတ်6ပါအဲ့လိုအတွဲလေးတွေဝိညာဏဆက်ကဝိညာဉ်6ပါဝိထိဆက်ကဝိထိ6ပါဝိတ္တယပုတိဆက်ကဝိတ္တယပုတိ6ပါအဲ့ဒါင်းသူမ6ခု6ခုရှိနေတဲ့အတွဲလေးအဲ့ဒီအတွဲကဘယ်နှတွဲရှိနေလဲ6တွဲ6ခုရှိနေတဲ့အတွဲ6တွဲနဲ့သူပြပေးမယ်အဲ့ဒါသူခေါင်းစဉ်ထားလိုက်တယ်ဟောဝတ္ထုဆက်က သဒ္ဒဝရသအရမဏသဝိညာဉ်သဝိတိသဒ္ဒဝိတ္တပုတ္တိအဲ့လိုမျိုးခြံမျိုးဒီပြပေးပါမယ်ဇယနဲ့ပြပေးပါဦးမယ်နော်ဝိရိယ၆ပါဘာကြီးလဲသကုဝတ္ထုသောတာဝတ္ထုကာဏဝတ္ထုဇယဝတ္ထုကာယဝတ္ထုဟာရယဝတ္ထုအဲ့ဒီအရာကောက်တွေကိုတော့ပကိန်းပိုင်းမှာ ပြခဲ့ပြပါပြီနောက်ကဒွါရသဒ္ဒဝရဒွါရ၆ခုဒွါရ၆ပါဒွါရ၆ပါဘာကြီးလဲသကုဒွါရ ောရဒွါရကာဏဒွါရစိဝါဒါဒွါရကာယဒွါရမနောဒွါရနောက်သကုပ္ပဒါရဆိုရင်သကုဒွါရတောရပ္ပဒါရဆိုရင်တောရဒွါရနာကြည့်ရုပ်နှာခေါင်းကြည့်ရုပ်ရှားကြည့်ရုပ်ကိုယ်ကြည့်ရုပ်မနောကြည့်မနောကြည့်ဆိုတာတော့ဘုံရင်စိတ်ပေါ့နော်အဲသူရဲ့ရာကောက်ကဘယ်မှာပါလဲပကိန်းပိုင်းမှာပြခဲ့ပြီးပါပြီအဲပကိန်းမှာပြပြီးပြီအစအရမ်းမှာနေအာယုံ၆ပါဘာလဲအစင်းအတန်းနော်ရူပါယုံတတ်တာယုံကန္နာယုံဝရတယုံဖောရပါယုံဓမ္မယုံဒီ၆ခုအာယုံ၆ပါ ဒါကိုလည်းအရာကောက်တွေကိုဘယ်မှာ ပြပြပြီလဲပကိန်းပိုင်းမှာ ပြခဲ့ပြီးပါပြီသူရဲ့တရားကိုအရာကောက်တွေဟာဥဒိယ6ပါးတို့ဒွါရ6ပါးတို့အာရမဏ6ပါးဆိုတဲ့တရားကိုတွေကိုဘယ်မှာပြထားလဲပကိန်းပိုင်းမှာပြဆိုခဲ့ပြီးဖြစ်ပါတယ်အဝိညာဉ်6ပါးဝိညာဉ်6ပါးဆိုတော့ဘာဝိညာဉ်တွေလဲသကုဝိညာဉ်သောတာဝိညာဉ်ကာနာဝိညာဉ်စေဝါဝိညာဉ်ကာယဝိညာဉ် စကုဝဉ္ဉေသရပါလဲမြေစိတ်နှစ်ခုရှိမြဲစကုဝဉ္ဉေတွေးပေါ့သောတာဝဉ္ဉေဆိုရင်သောတာဝဉ္ဉေတွေးကာနဝဉ္ဉေဆိုရင်ကာနဝဉ္ဉေတွေးဇေဝဝဉ္ဉေလိုဆိုရင်ဇေဝဝဉ္ဉေတွေးကာယဝဉ္ဉေဆိုရင်ကာယဝဉ္ဉေတွေးမနောဝဉ္ဉေဆိုရင်ကျန်တဲ့ဟာပေါ့အရာကောက်နော်စကုဝဉ္ဉေကစကုဝဉ္ဉေတွေးလို့သွားမယ်အဲ့တော့မနောဝဉ္ဉေကြတော့ဘာကျန်လဲဆိုတွေးပစ္စဝဉ္ဉေကနေဖယ်လိုက်ကျန်တဲ့ဟာပဲဒါဆိုရင်မနောဝဉ္ဉေရပါရလားမနောဝဉ္ဉေအဲ့တော့မနောဝဉ္ဉေရဆိုရင် ဆရာတော်က80နဲ့9ပါရှိပါတယ်။တွေးပိသဝဉ္ဇဉ်က10နှုတ်လိုက်ပါမနောဝဉ္ဇဉ်ဆိုရင်89နဲ့9ပါကျန်ပါအဲ့ဒါကစောက်ဝဉ္ဇဉ်ပေါ့ဝဉ္ဇဉ်6ပါဝဉ္ဇဉ်6ပါပြီးရင်ဒီပိုင်းမှာအဓိကပြမှာကစောက်ဝီထီဝီထီတွေကိုပြမယ်စိတ်အစဉ်တန်းတွေပြတော့မယ်အဲ့စိတ်အစဉ်တိုင်းလေးပြတဲ့အခါမှာခုနကဘယ်စိတ်အစဉ်တိုင်းကဘယ်ဝတ္ထုဘယ်ဝတ္ထုကိုပြီးပြီးတယ်ဘယ်ဓဝရမှာဖြစ်တယ် ဘာဘာအာယုံပြုတ်နေတယ်ဒီလိုလာမအောင်ဒါဟုတ်ဘာစိတ်ဒီဒါကြောင့်ရှေ့ရဟိုင်ပြန်တွဲပြဝှထုလို့တွားတာတော့အဝီတီယိုစိတ်ရဲ့အစင်တန်းတွေကိုပြချင်တဲ့အတွက်ကြောင့်မလို့ရှေ့ပိုင်းမှာကတည်းကဝှထုလို့တွားတာတော့ကိုချမ်းစရာနေပြီးတော့နာမည်လေးတွေနဲ့အရာောက်ကလေးတွေနဲ့ရှေ့ပိုင်းမှာကြိုတင်ပြီးတော့မှရှင်းပြထားခဲ့ခြင်းဖြစ်ပါတယ်အခုအဓိကပြမှာဝီတီယိုပြမှာပါစိတ်အစင်တန်းတွေကိုပြမှာပါစိတ်အစင်တန်းတွေကိုမှတ်တဲ့အခါကျတော့တို့ဘလို့မှတ်မလဲစဝီတီနော် စိတ်အစင်တန်း စိတ်စဉ်တိုင်းနေမှတ်တဲ့အခါကျတော့ဘယ်လိုမှတ်မလဲဝီတီဝီတီ6ပါးရှိတယ်ဓွာရနဲ့ပတ်သက်ပြီးတော့မှတ်မယ်အာမျိုးလုံးပေါက်ကဝင်တဲ့စကုဓွာရဝီတီရှိတယ်ကွာနားဘောက်ကဝင်တဲ့သောတာဓွာရဝီတီရှိတယ်ကွာဆိုအဲ့လိုမျိုးဓွာရနဲ့ပတ်သက်ပြီးတော့မှတ်မယ်နောက်ဝิญဉာဏ်နဲ့ပတ်သက်ပြီးတော့လက်မှတ်လို့ရတယ်စကုဝิญဉာဏဝီတီသောတာဝิญဉာဏဝီတီအဲ့လိုမျိုးမှတ်လို့ရပါတယ်ဒါဘောနောက်ပိုင်းကျရင်တော့အကျယ်တဝင်းရှင်းပြပေးပါမယ်နော် ဝိသီဟိုဒီမှာတော့များသောအဓိကတော့ဒီမှာဒွါရနဲ့မှတ်တဲ့ဟာနဲ့အဓိကရှင်းပြပေးပါမယ်သုခဒွါရဝိသီသုခဒွါရမှာဖြစ်တဲ့ဝိသီသောဒါဒွါရဝိသီသောဒါဒွါရမှာဖြစ်တဲ့ဝိသီကာနဒွါရဝိသီစေဝါဒွါရဝိသီကာယဒွါရဝိသီမနောဒွါရဝိသီ6ခုဝိသီ6ခုဝိသီ6ခုနောက်တစ်ခုကဝိသီယပုတိ6မျိုးဝိသီယပုတိ6မျိုးတော့နောက်တစ်ချိန်ကြာမှာပဲရှင်းပြပါတော့မယ်ဒီနေ့တော့လောက်ပါပါ အားလုံးသောတက္ကသိုလ်မှအပေါင်းယောဂီပေါင်းတို့သည်ကိုယ်စိတ်နှပြကျမ်းမာချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားဓုတိယမြညာလင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားဓုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ